အမင်းလာပါခွေးအဲ့တော့ကျွန်တော်တွေ့ရကိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတော်နော်ဟုတ်ကဲ့ပါပါနော်အမြကောင်းဆုတောင်းပေးဟုတ်နော်ပေးလို့ဆုပါတယ်အခုလည်းအမြကောင်းဆုတော့ပါနော်ဟုတ်ဟုတ်အလှငွေလေးပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါကျေးဇူးပါနော်မနော်ဟုတ်ကဲ့ပါမအခုပါအဲလူသားချင်းစာလာစိတ်ကလေးနဲ့အလုံးလူပင်းရတော့အကုန်လုံးအတွက်ကောင်းတော့ပါဗျာဒါဆိုအလုံးကခက်ခဲနေပြီဒုက္ခရောက်နေပြီဟောကျွန်တော်တို့အကုန်လုံးအကုန်လုံးပိတ်ထားတယ်အဲအခုလုံးပိတ်ထားတဲ့အတွက်ပေါ့နော်တို့တို့မှာစားဖို့တောက်ဖို့ဟိုမှာအလုပ်အလုပ်တွေရအဆောက်ပေါ့နော်စားဖို့တောက်ဖို့က အဝိုင်းရခက်ခဲနေဖြစ်တဲ့အတွက်အကုန်လုံးလူစည်းစင်တယ်ဆိုတော့အကုန်လုံးလူတော့သူတို့တို့ကမိသားစုလေးတို့ကတနက်စာဖြစ်တဝမ်းစာဖြစ်အဲတပတ်တာဖြစ်အဆင်ပြေသွားတော့ဗျာအဆင်ပြေသွားတော့ကျွန်တော်တို့ကုသိုလ်ရတော့ဗျာ PC ကတော့ကျွန်တော် အာပြောချင်တာတော့ဗောနော်ဆေးရုံဆေးကမ်းမှာဆေးဝါး PC ပေါ့နော်နံပါတ်1နံပါတ်2ကတော့ရှေးရှေးပေါ့နော်အဲတော့ရေသုံးရေပေါ့နော်အဲ့ဒါပဲကျန်တာတွေကတော့ကျွန်တော်ကြည့်တာကျွန်တော်က PC ပါဝင်ဗမာလှလို့လှရမှာမသိဘူးဖြစ်နေ PC ကတော့မလိုတော့ဘူးねတူပါအတိအကျငွေပေါ့နော်ငွေပဲ ငွေကို တကယ်ဖြစ်တဲ့နေရာတွေချစ်တီရောက်အဲလှူပေးရတော့ပိုကောင်းတာပေါ့နော်အော်မနေ့ကကျွန်တော်မနေ့ကမှပြောင်းတာပေါ့နော်မနေ့ကမှရောက်တော့ပထမဆုံးကကျွန်တော်စကိုင်းဘက်ကိုစကိုင်းဘက်ကိုသွားလိုက်တာပေါ့နော်စကိုင်းဘက်သွားပြီးတော့မှစကိုင်းကကျွန်တော်တို့ငလင်တန်တဲ့အပီတူတွေတကယ်ငလင်တန်တဲ့ပြီးတော့ဆေးရောက်ရောက်တဲ့လူတွေငလင်တန်တဲ့ပြီးတော့ကျွန်တော်ဖုံးချောင်းတွေဗလီတွေတိလရှင်ချောင်းတွေပေါ့နော်အခုလုံးကိုကျွန်တော်အလူရှင်တွေလူပဲအလူငွေကျွန်တော်လိုက်လူပေးတာပေါ့နော် ဲ့မှာတကယ်ဝမ်းနေစရာကောင်းတဲ့မြင်ကွင်းတွေကတော့ကျွန်တော်တို့ဟိုခေါင်းထိတဲ့လူတွေမျက်လုံးထိတဲ့လူတွေမျက်မြင်ရောက်သွားတော့ဗျာတကယ်စိတ်မကောင်းစရာတွေအများကြီးတွေ့ခဲ့ရပါတော့အဲ့ပါတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်သွားကြည့်တော့အမှတိလရှင်ကျောင်းဆိုရင်နှစ်ထပ်ပေါ့နော်နှစ်ထပ်မှာတက်ဆက်ပဲမရှိဆရာလို့မရဆရာလို့ဒါတက်ဆက်ဘယ်နေရာလေးပြွာပုတ်သားလေအောက်မှာထရက်ရှိပြီးွာတာဟာပြီးမှကျွန်တော်အောက်မှာကြည့်လိုက်မှတကယ်ကြီးဂလိုင်ပေါက်နေပေါ့နော်တိလရှင်ဆရာလေးနှစ်ပါးဆိုရင်လည်းကွယ်လွန်သွားတယ်လို့ပြောတယ် ီးတော့ကျွန်တော်ဗလီကြောင်ဗလီကြောင်တော်များတော့အစောပိုင်းဗလီကြောင်နေပေါ့နော်ကျွန်တော်တို့ဟိုကျွန်တော်အရှိမပဲကျွန်တော်အလူငွေပေးတဲ့အချိန်ကြီးလာတော့ဘောလီတို့ဖော်နေပြီဘောလီတို့ဖော်ပြီးတော့မျက်နှာတွေလည်းပြပြပေါ့နော်ဒီဖြစ်သွားတဲ့မိသားစုမိသားစုတွေကဒီဘောလီတွေတွင်ဘယ်လောက်ကြီးဇွန်ကျုံးမရဖြစ်မလဲပေါ့နော်အတကယ်ကိုဝမ်းနဲ့ဆရာကောင်းတဲ့မြင်ကွင်းတွေပေါ့နော်အာတွေ့ခဲ့ရတယ်တကယ်လက်စိတ်မကောင်းဖြစ်ဖြစ်မိတာပေါ့နော် အာအလူငွေလေးတော့ကျွန်တော်ချီချီရောက်လေးတကယ်လို့အဲ့ဒါနေရာကြီးကသွားလှူသေးတာပေါ့နော်။နောက်ပိုင်းမှာလည်းကျွန်တော်ထပ်ပြီးတော့၄ရက်နေ့ကြာရင်ကျွန်တော်ထပ်ပြီးစကိုင်းမန္တလေးအင်းလေးပေါ့နော်။အာအဲ့မှာဖြစ်နေတဲ့နေရာလေးရှိပါသေးတယ်။အဲ့နေရာအင်းဝအင်းဝအင်းဝဘက်လည်းကျွန်တော်မသွားဘူး။အခုအင်းဝဘက်လည်းသွားမှာပေါ့နော်။အာသွားပြီးတော့လှူဒန်းပေးမယ့်အစီအစဉ်လေးပေါ့ဟုတ်။ဟုတ်အခုဘယ်နေရာမှာအဓိကအလိုအဆုံဖြစ်နေလဲဆိုတော့ကျွန်တော်ကြည့်ရသလောက်ပေါ့နော်။ကျွန်တော်အိမ်ပြိုတဲ့နေရာတွေမှာအိမ်ပြိုတဲ့မိသားစုတွေကျွန်တော်အလူငွေတွေသွားပေးဖို့ဒါပေမဲ့ဘယ်သူမှမရှိတော့ဘူး။ ဘာလို့မှမရှိတော့ကယ်ဆယ်ရေးကျွန်တော်တို့ဟိုကယ်ဆယ်ဖွဲ့တွေပဲရှိတာပေါ့နော်အဲ့တော့ဟိုကြည့်လိုက်တော့ဆေးရုံတွေရောက်နေပြီဆေးရုံမှာတကယ်ဖြစ်တဲ့သူတွေရောက်နေပြီဆေးရုံမှာပဲကျွန်တော်ဝေဒနာရှင်တွေအလုံးတွေထိထိရောက်လေးပေးလိုက်တာပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီဟိုဗလီမာဗလီရဗလီဆရာတွေကိုပေးရင်ဗလီဆရာတွေကလည်းအမှသူတို့မိသားစုတွေတည်ရပါတော့ဗလီဆရာတွေတဆင့်ပေးခိုင်းလို့လည်းရပါတော့เนาะအဲ့လိုမျိုးလည်းရှိတာပါเนาะပြီးတော့မနေ့ကကျွန်တော်ခရင်အကြောင်းအဲအဲ့ဒါပြင်မနာပါเนาะပြင်မနာခရင်အကြောင်းလည်းကျွန်တော်ထူလိုက်တယ် ပြီးတော့မနေ့ကပြင်မနာမျိုးဆိုရင်ကျွန်တော်မျိုးပြပုံစံကြီးဖြစ်သွားတော့ပေါ့နော်ဟာကြည့်လိုက်တာဟိုတော်တော်လေးအခြေအနေဆိုးတယ်တော့ပါတယ်ဟိုရက်ကွက်တစ်ခုလုံးဝလုံးဝပြက်စီပြင်မနာဈေးတာပေါ့နော်ဘာမှလုံးလို့မရတော့လူတွေလည်းပြည်တာအနံ့တော်မှရှိသေးတယ်ဗျာအဲအဲ့လိုမျိုးတွေကအစကြုံတွေ့ခဲ့ရတယ်ပြီးတော့ပြင်မနာဂရင်းနေရာဈေးုံဂရင်းနေရာဈေးုံမှာလည်းကျွန်တော်မနေ့ကအလူငွေ300လူခဲ့တာပေါ့နော်အာနေရာပေါင်းစုံပေါ့နော်အခက်ခဲဖြစ်တဲ့နေရာတွေကတော်တော်များများရှိတယ်အာအင်းလေးဘက်မှာဆိုရင်လည်းအလူရှင်တွေတော်တော်များမလာသေးဘူးပြောတာပေါ့နော် အဲ့တော့ဒီခေါက်ကျွန်တော်အင်းလေးကိုလည်းဦးစားပေးပြီးတော့သွားလှူအောင်မယ်အင်းလေးစကိုင်းမန္တလေးပေါ့နော်ပြီးတော့အင်းဝအဲ့ဘက်ပိုင်းလည်းဆိုသွားလှူဖို့ရှိသေးတာဟုတ်အားလုံးကငင်းငလင်းတန်သိမ့်ပြီးတော့ပေါ့နော်အိမ်ပြိုသွားတယ်ပြီးတော့အိမ်မပြိုဘဲနဲ့အပ်သွားတဲ့လူတွေအိမ်တွေဆောင်းသွားလူကြတော့မနေနေလို့မရတော့ဘူးလေအန်ဒီရယ်လည်းရှိတဲ့တော့ဟိုအဲ့တော့ဟိုအဲ့မှာကျွန်တော်ဘောလုံးကွင်းတို့ကျွန်တော်ကျုံးဘေးနာတို့အဲ့လိုလူရှင်းတဲ့နေရာတွေမှာအားလုံးကကျွန်တော်တို့ဖြာလေးတွေခေါင်းအုံးလေးနဲ့အဲအသက်ပေးလူပြီးတော့လာပြီးတော့အိတ်နေရပါဗျာဘာလို့ဆိုတော့အကွဲသွားပြီဆိုတော့ဘယ်နေ့ ဘယ်စိဘာဖြစ်မလဲဆိုတော့မသိရတော့ဘူးเนาะအဲ့တော့အဲ့လိုမျိုးနေတဲ့မြင်ကွင်းလေးတွေကျွန်တော်တွေ့ခဲ့ရတယ်ဟုတ်အော်တကယ်လာလူစင်းတဲ့သူတွေပေါ့เนาะအဓိကကတော့ကျွန်တော် idea ပေးတင်တာကတော့ကျွန်တော်ဆေးရုံပေါ့เนาะဆေးရုံဒီမှာလူလူနှမ်းပေးစေခြင်းပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီအာအဲ့လိုကျုံပေးနာမှာအိမ်နေတဲ့သူတွေသူကအိမ်ထဲပျော်ဝိုက်ဆိုနေဖို့မရတော့မရတော့တော့ဟိုအဲ့လိုအိမ်နေတဲ့သူတွေလည်းလူပေးစေချင်ပါတယ်ဗျတကယ်ကျွန်တော်တို့လူသိနေနေရပြီပေါ့နော်ပြီးတော့ပလီကျောင်းတွေလည်းတကယ်ကိုခက်ခဲသွားတယ် ဗလီကျောင်းတော်ဆိုစကိုင်းမှာဆိုဗလီကျောင်း၅ကျောင်းလုံးပြိုသွားပြီပေါ့နော်အဲရက်ွက်တစ်ခုတည်းမှာပဲ၅ကျောင်းရှိတယ်၅ကျောင်းလုံးကပြိုသွားပြီအဲအဲ့မှာဆိုရင်တစ်ကျောင်းမှာဆိုရင်အယောက်50လောက်အကွက်လုံးသွားတော့ပေါ့နော်အဲ့လိုမျိုးတွေအစားရှိတယ်ဆိုတော့မန္တလေးမှာဆိုရင်လည်းအာတကယ်အသက်အိုးအိမ်မဲ့သွားတဲ့မိဘပြည်သူတွေအများကြီးတွေ့ခဲ့ရတယ်အဲမန္တလေးဆေးရုံမှာလည်းလူနာတွေပေါ့နော်မန္တလေးဆေးရုံမှာဆိုတော့လူနာတရာတရာကျော်ပေါ့နော်လူနာတရာကျော်လဲအလူမွေ300တရာကျော်ကျွန်တော်လှူခဲ့သေးတယ်ပေါ့နော်အာတော်တော်ဆိုးတဲ့အခြေအနေတွေအများကြီးရှိခဲ့ပါတယ်ဗျာဟုတ် အဟုတ်တကအကျောင်းအကျောင်းပင်းသားလေးမှာလဲပေါ့နော်အရင်တည်းကနေနေရနေနေတဲ့လူတွေရှိတာပေါ့နော်ဒါပေမဲ့အခုကာလာကြီးကတော့ဘာပဲဖြစ်ပေါ့နော်အားလုံးကတော့အခက်ခဲလုံနေအခက်ခဲဖြစ်နေကြတဲ့သူတွေဆိုတော့အဲလူသားချင်းစာနာစိတ်ကလေးနဲ့အားလုံးလှူပေးရင်တော့အကုန်လုံးအတွက်ကောင်းတာပေါ့ဗျာဒါဆိုအားလုံးကခက်ခဲနေပြီဒုက္ခရောက်နေပြီအော်ကျွန်တော်တို့အကုန်လုံးအကုန်လုံးပိတ်ထားတယ်အဲအကုန်လုံးပိတ်ထားတဲ့အတော့ပေါ့နော်တို့တို့မှစားဖို့တောက်ဖို့ဟိုအလုပ်အလုပ်တွေအဆောက်ပေါ့နော်စားဖို့တောက်ဖို့ကဝိုင်းရက်ခက်ခဲနေပြီဖြစ်တဲ့အတွက်အကုန်လုံးလှူစေချင်တယ်ဆိုတော့ အကုန်လုံးလူတော့သူတို့အတွက်မိသားစုလေးအတွက်တနက်စာဖြစ်တဝမ်းစာဖြစ်အဲတပတ်တာဖြစ်အဆင်ပြေရတော့ဗျာအဆင်ပြေရတော့ကျွန်တော်တို့ကုသိုလ်ရတော့ဗျာ PC ရတော့ကျွန်တော်အာပြောချင်တာတော့ဗောနော်ဆေးရုံဆေးကမ်းမှာဆေးဝါး PC ပေါ့နော်နံပါတ်1နံပါတ်2ကတော့ရှေးရှေးပေါ့နော်အဲတော့ရေသုံးရေပေါ့နော်အဲ့ဒါပဲကျန်တာတွေကတော့ကျွန်တော်ကြည့်တာကျွန်တော်တို့ PC ပါဝင်ဗမာလူလို့လူရမှာမသိဖြစ်နေ PC ရတော့မလို့တော့ဝင်တူပါအတိအကျငွေပေါ့နော်ငွေပဲငွေဟိုတကယ်ဖြစ်တဲ့နေရာတွေချစ်တီးရောက် အဲလှူပေးရင်တော့ပိုကောင်းတာပေါ့နော်အဲမစိုးရင်ကြောင်းတိုက်ဆိုရင်လည်းမစိုးရင်ကြောင်းတိုက်ပြိုကျသွားတယ်အဲမစိုးရင်ကြောင်းတိုက်ဆရာတော်လည်းကျွန်တော်တိ55တိ်လှူခဲ့သေးတယ်အာအဓိကတော့အာကျွန်တော်ပြောချင်တာတော့အလှငွေပေါ့နော်နံပါတ်1ကအလှငွေလေးပဲအဓိကတကယ်ဖြစ်တဲ့နေရာထိထိရောက်လေးပေးစေချင်တာပေါ့ဗျာအဓိကတော့ဟိုကျွန်တော်တို့ကဲဆယ်ရေးတကယ်ကဲဆယ်ရေးစေတနာရှင်တွေလည်းတကယ်လှူသင့်တာပေါ့နော်ဒီကဲဆယ်ရေးတွေရှိမှပဲကျွန်တော်တို့ပြီးတဲ့လူတွေအာဟိုကျွန်တော်တို့ပျောက်နေတဲ့လူတွေကိုအာကျွန်တော်တို့က ဟိုပေါ်ဆောင်ပြီးတော့ကုညီကဲတင်လို့ရပါလေအဲ့တော့ကဲဆဲရေးကျွန်တော်တကယ်သူရဲကောင်းတွေကိုလည်းလူပေးလူပေးဖို့ကျွန်တော်တိုက်တွန်းပါတယ်ဗျာကဲဆဲရေးတွေလူမှာကဲဆဲရေးတွေအားရှိမှကျွန်တော်တို့အာအဆအဆရကုညီနိုင်မှာဖြစ်တဲ့တော့ပေါ့နော်အဲ့လိုမျိုးလေးရဆက်ဆော့ထပ်ပြောခြင်းနဲ့ပြီးတော့ဟိုမန္တလေးမှာဆိုရင်ကျွန်တော်တို့ဈေးပေါ့နော်ဈေးကတော်တော်များများမရောက်ဘူးလို့ပြောတယ်အင်းဝအင်းဝဘက်မှာလည်းဈေးမရောက်ဘူးလို့လည်းကြားတယ်ဗျအင်းအင်းဝဘက်မှာလည်းဈေးလေးလူစေစင်တာပေါ့နော်ဟုတ်အော်တခြားပြည့်စုံပြီးပြောစင်တာတော့ကျွန်တော်တို့ပြင်မနာမှာဆိုရင်အဲ့လိုရှင်မရှိဘူးပေါ့နော် ပြင်းမနာမှာလည်းအလူရှင်လေးတွေသွားပေးသွားစီစဉ်တော့ပြီးတော့အင်းလေးပတ်ကျွန်တော်လည်းအင်းလေးမရောက်သေးဘူးအင်းလေးကိုလည်းအလူစီအလူရှင်လေးတွေသွားစီစဉ်ပါလေဗျကျွန်တော်လည်း၄ရက်နေကျရင်အင်းလေးလည်းပါတာပေါ့နော်ပြီးအင်းဝအင်းဝဘက်ကိုကျွန်တော်ကိုယ်တိုင်လည်းမရောက်တော့သေးဘူးအလူရှင်တွေကိုလည်းကျွန်တော်အင်းဝဘက်ကိုသွားစီစဉ်ပါလေဗျဟုတ်အော်မြို့အခြေအနေကတော့တော်တော်ဆိုးဆိုးဝါးကြီးဖြစ်သွားပါပေါ့နော်မန္တလေးရောစကိုင်းရောကျွန်တော်တို့အာပြင်းမနာရောပြီးတော့ကျွန်တော်တို့အာဂျမဲတင်းဘက်တို့အာကြောက်ဆက်ဘက်တို့သွားနေနေလမ်းမှာပြိုကျနေတာလေအများကြီးတွေ့ခဲ့ရတော့ပေါ့နော်အခြေအနေတော်တော်ဆိုးဆိုး ဟောပြင်မနာဈေးဘက်ကိုလည်းကျွန်တော်သွားစီစဉ်တယ်ပြင်မနာဈေးမှာဆိုလုံးဝမျိုးပိုက်ပြီးမျိုးပြတ်ကြီးဖြစ်သွားတာပေါ့နော်အဲ့ကိုလည်းကျွန်တော်သွားပြီးတော့ကုညီစီစဉ်တယ်ဗျအဲ့ဟုတ်တယ်ဗျမုံတိုင်းလေးအခုရပိုင်းကျင်ညာလာတာလည်းကျွန်တော်တွေ့ရတာပေါ့နော်အဲ့တော့ဟိုဟာကျွန်တော်တို့နှုတ်မယ်ဆိုရင်အရကင်းတို့ဆောင်တို့ဖြာတို့ပေါ့နော်အဲအဲ့လိုမျိုးလေးကိုကျွန်တော်တဲ့ဝါးစီစဉ်တယ်လှူစီစဉ်တာပေါ့နော်အဲ့တော့တဆိုးအိမ်ဒီမှာပြွားတဲ့မိသားစုကြတော့ဟိုဘယ်ယူမှလဲသွားကြမှာမရှိဘယ်မှလဲလာကြမှာမရှိတော့သူတို့ကအိုက်ဖင်းသားလေးမှာပဲအတို့ရဲ့နေရာလေးမှာ ဖြာလေးခင်းပြီးတော့ခြံအောင်လေးခြံအောင်ပြီးနေရတဲ့မိသားစုလည်းအများကြီးတွေ့ခဲ့ရတယ်။အဲ့တော့ဖြာဆန်အောင်ဆောင်အဲ့လိုမျိုးလေးလွင်တော့ပို့ပြီးတော့ထိရောက်တော့ဗျာဟုတ်။အော်ငွေငွေပဲပေးမယ်ဆိုရင်တော့ဒါဝယ်ဖို့ချမ်းဖို့မလွယ်ဘူး။ဘာလို့ဆိုဈေးတော်တော်များလည်းပိတ်သွားပြီးစိုင်းတော်တော်များလည်းပိတ်သွားပြီးရန်ကုန်ကနေတဲ့ဝိုင်းရတော့ပို့အဆင်ပြေတော့ဗျာအဆင်ပြေဆုံးလို့ကျွန်တော်မြင်တယ်ဟုတ်။